ူးချင်းကိုတချို့ကအာပြောတယ်တန်ခါရတနာ40တန်ခါတန်ခါရတနာ49ပါလားဟုတ်လားတန်ခါရတနာ49ပါလားဟဲ့အဲတော့49ပါအရှင်မြတ်ကိုလာမစစ်ဘူးလားလို့လာစစ်မှာလို့မျိုးမျိုးပြောကြတယ်ဦးဇင်းကရည်ချင်းတယ်အဲ့လိုမျိုးပြောလို့ရှိရင်အဲ့လိုစစ်မဲ့ဆရာတော်တွေကိုလမ်းစိတ်ပါပြောမှာအသွားပြန်လမ်းစိတ်ဆုံးကျွေးမှာပြင်ပိတ်ပြီးတော့အခုလက်တရားဝင်ကြွညာတယ်ပြေုံပြေုံမှာအဲ့တော့ဦးဇင်းကိုယ်တိုင်ဒီရန်ပေါင်မှာနှစ်လပဲရှိတယ် တပိတ်တလုံးသင်ငန်းသုံးတယ်ဦးစီးအဲ့တန်ခါရဏနာတန်ခါနာက48ပေါက်လိုက်ရှာပရမဒေဝုဆရာတော်ရှာနောက်ကအဲ့မော်ဘီယာဖုံးရပါဦးတန်ခါနာက48ပေါက်ဘလူဆက်တွေ့ရတာတန်တားကြီးပွင့်ပြီတော့ဘလူပြောပြမယ်ခက်ကန်းသစီမကြောက်ဘူးသူတို့ကတော့တို့ရတူပါတယ်ကြောက်တာမဟုတ်လေမှားတာတော့မကြောက်တာလေမှန်တာပါလို့ကြောက်တယ်အဲ့တော့ဒီဟာကဘုရားငိုတဲ့ဒီတန်တားကိုဆုံးတော့အဲ့လိုလိုက်ပြီးတော့လိုက်ရှာခဲ့တာဒီတရားတွေကိုကိုကိုယ်တိုင်တရားဝင် မျိုးတော့သူတို့စစ်တယ်ဆိုရန်ကောင်းတာသူတို့ကလည်းမတရားတာတော့မဟုတ်ဘူးကြောက်စရာလည်းမလိုကြောက်တယ်ဆိုတာမဟုတ်တာလို့ပုံမှန်ကြောက်ကိုတရားဆက်နေတော့ကိုကိုယ်တိုင်စစ်ခံတယ်ပြောလို့ဆိုရင် license သွင်းနေတယ် license သွင်းနေတာအဲ့တော့စစ်မဲ့စစ်မဲ့ပြောရဦးရရိုင်းကြီးတယ်ဦးကြီးကစစ်စစ်တယ်အဲ့တော့စိတ်နဲ့ဦးဇင်းအကျဉ်းဉာဏ်လည်းဘယ်လောက်ဒီဘယ်လောက်ဒီသုံးသပ်တာလဲအဲ့စစ်တဲ့လူတွေအကုန်လုံးတော့တော်ရမှကြောက်ပေါ်မှာအဲ့အဲ့လောက်ဒီဦးဇင်းကသူတို့စစ်နေနေဦးဇင်းတစ်ဆိုင်နဲ့ဟိုနိုင်ငံရောက်တဲ့ချက်ပေါ်ပြ အဲ့တော့ဒီဦးဇင်းကမောင်းတယ်နဲ့လာခဲ့အဲ့သူတို့ကိုလိုက်ရှာတယ်အဲ့တော့ဦးဇင်းကိုစစ်မယ်ဆိုစစ်တဲ့ဆရာတော်တွေနေတီးတီးမျိုးနယ်တီးတီးရလာဟုတ်လားအဲ့ရတဲ့ဦးဇင်းနန်းစိတ်ပါပြောဦးမယ်ဦးဇင်းအဲ့လောက်ထိရွေချက်ရှိတယ်ဦးဇင်းဒီတရားပေါ်မှာဦးဇင်းယုံကြည်မှုပေါ့နော်အဲ့တော့ဒီတရားပေါ်မှာဘယ်လောက်ထိယုံကြည်လဲဦးဇင်းဒီငါဒီသစ္စာတရားတွေဟောလို့ငါ့ကိုမကျင့်တဲ့လို့ခုလိုမျိုးဝင်းကြီးဆရာပဲဖြစ်ဖြစ်မကျင့်တဲ့လူကမျိုးမျိုးကြောက်ချလို့ထောင်ကြရင်ထောင်ထဲမှာပေါ့ မကျင်တဲ့လို့ရှင်များကမယုံရှင်များတရားတွေကမှားတယ်တွဲတယ်မကျင်တဲ့ဟုတ်လားလဲဆင်းပြီးလိုက်ဘုရားတရားလားအဲသေးတဲ့ဥစဉ်ကိုလဲခေါင်းဖြတ်မဲ့လူလဲဥစဉ်ရေးပြီးဘူးစာချုပ်မှာလက်မှတ်ထိုးပြီးဦးမှာကြည်ကြည်သွားနဲ့သူ့မှာအပြစ်မရှိကြအောင်ကျွန်တော်ကိုယ်တိုင်ဥစဉ်ကိုယ်တိုင်လက်မှတ်ထိုးပြီးဦးဟာလားဘုမပြောတာမဟုတ်ဘူးဥစဉ်ပလင်ပေါ်မှာလည်းပြောတယ်ဟောတဲ့တရားတွေမှာလည်းရှိလိုက်နာတော့မှာဒီရေးသားတဲ့ပြင်ထားတဲ့ Facebook အကောင့်ဘာညာတွေဟာအာရမဝါဒဝိထုပစ္စည်းတွေဖြစ်တယ်လို့ဆုံးပြပါတယ်။ဟုတ်ပါပြီ။ ။အဲကြောင့်မလို့အားသာတွေကိုပြောင်းသိမ်းဖို့ဆုံးလို့ခေါ်တယ်ဆရာတော်တွေကတိုက်တွန်းလာတယ်အားသာကိုသူတို့ဘက်ကကောင်းဆောင်နေရတော့သူတို့သင်အားဖြစ်တယ်ဒါကြောင့်မလို့ဓမ္မဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကဘယ်လိုပဲအတ္တမလို့သုံးမြသုံးမြသူတို့မဆုံးလို့နိုင်ပါဘူးဆုံးလို့ကြောင့်လည်းမမထိုးနိုင်ပါဘူးလို့နောက်ဆုံးမှဆုံးလို့ကြောင့်လက်မမထိုးပဲနဲ့ပြီးသွားတဲ့ဥစ္စာဖြစ်ပါလေဟုတ်ကဲ့ အဲဆိုတော့ဒီတန်ခါဝိနည်းရှိအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုတဖက်ကမလိုက်နိုင်ဘူးဆိုတဲ့သဘောတရားရောက်တော့ဗျာဟုတ်ပါတယ်ခင်ဗျအဲဒီလိုအနေထားမျိုးဖြစ်သွားရင် နောက်ဆက်တွဲအနေနဲ့အဲဘလူတွေဆောင်ရွက်လေးရှိလဲဆိုတာလေးတော့ပြောပါဦးအဲ့ဒါလုံးဝဝိနည်းတိုင်းဥရေတိုင်းရင်ရှိပါတယ်ဝိနည်းကမ္မကဒီကရောမှုခင်ဗျာဖြစ်ချင်းဆုံးဖြတ်ချက်များကိုကာဘွယ်စောင့်ကြည့်ဥပဒေပုံမှန်အဲခွန်ချက်တဲ့တော့ ဆောက်တစ်ဖယ်တို့အဲ့အဓိပ္ပာယ်တွေအရာတို့ပြန်ခန့်ချက်တွေအရာပေါ့နော်ဒါနဲ့ဤသနာကတရားစွဲပြီးတော့အရေးယူဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့အဲ့ဒါဥပဒေအတိုင်းပါပဲအော်ဆရာအခုတန်ခိုးဝင်လို့ဇန်နေထားရလက်မှတ်မထိုးတာကိုအကြောင်းပြုပြီးတော့တပြိုင်နက်ပဲနိုင်ငံတော်တန်ခိုးမန္တကဝင်ဥက္ကဋ္ဌဆရာတော်ကြီးကဝင်ကြီးထားနဲ့ဝင်ကြီးထားအကြောင်းကြားခိုင်းပြီးတော့ ဓမ္မစပိုင်းဆောင်ရွက်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်အာဏာစပိုင်းဆက်လက်ဆောင်ရွက်ရန်အမှုနဲ့တာဝန်အကုန်လုံးသွားအပ်လိုက်ပါပြီ။ဒီနေ့ငါမနာရကအပတ်မှာတာလင်မင်းရောဆရာတော်ကြီးကိုယ်တိုင်ကြွရောက်တာတွေ့ရပါလေ။ဟုတ်ကဲ့ဆရာ။အဲ့လိုကြွရောက်တော့ဒီဓမ္မစပိုင်းကနေအာဏာစပိုင်းကိုလွှဲတဲ့ဥစ္စာလေအပြီးပြအပြီးဖြစ်သွားပြီလွှဲပြီးသွားပြီလို့ယူဆလို့ရပါလေ။ဟုတ်ကဲ့ဆရာ။ ဒီဆရာတော်ကြီးကြီးရေဆုံးဖြတ်ချက်ကိုမလိုက်နိုင်တဲ့အတွက်ကြောင့်ရပ်ဘက်ကဆက်လက်ဆောင်ရွက်ဖို့ပေါ့အဲဝင်းကြီးဌာနအတိုင်းကဘောပါလေအဲတန်ဆာကြီးဝင်းကြီးဌာနအပိုင်းကရုပ်သောက်တာဝန်ယူရမှာလားဒီတဲ့ရယူရမှာလားအဓိကအမှုတော်တည်ဆောက်တဲ့အပိုင်းကသာသနာ့ရေးဝန်ကြီးဌာနကတာဝန်ယူရမှာပါဟုတ်ကဲ့ဆရာအနာရှိတာဘာညာကြရင်တော့ပြည်ထောင်စုဝန်ကြီးဌာနရဲတပ်ဖွဲ့တွေကတာဝန်ယူရမှာပါဟုတ်ကဲ့ဆရာဆရာကျွန်တော်ဟိုတော့ဆရာတို့အနေနဲ့လည်းသောတကား ဒီပုံမှာသောရကပြုခဲ့တာတော်တော်ကာလရှိကြဖြစ်ခဲ့တယ်ပေါ့ဆရာ။ဆရာတို့ဘက်ကလည်းသူတို့ကတရားစွဲဆိုမှုတွေလုပ်ခဲ့တယ်။အဲဒီပုံမှာဆရာအနေနဲ့ဆရာတော်ကြီးများကလည်းအဆုံးဖြတ်ပေးပြီးဖြစ်တဲ့ပုံမှာအရက်ဖက်ကနေဆရာတို့ကိုဆွဲထားတဲ့ကိစ္စနဲ့ပတ်သက်လို့ရောဆရာပါပြောချင်တယ်ပေါ့။အဲ့ရဘကနေတရားဆွဲဆံတဲ့ကိစ္စကတော့ပြောနေကြတဲ့အတိုင်းပါပဲဒါကတကယ်တမ်းကသူတို့ကအတ္တမဖြစ်နေလို့ကျွန်တော်တို့ကအတ္တမလို့ပြောတာ အမှန်ကိုအမှန်တိုင်းပြောတာလူသားသမားဖြစ်နေလို့လူသားသမားလို့ပြောတာအမှန်ကိုအမှန်တိုင်းပြောတာဒါဘာပုံမှန်ကိုမှကျူးလွန်တာမဟုတ်ဘူးလူလောကလူပတ်ဝန်းကျင်ကိုမကောင်းတာမကောင်းတာမှန်သိအောင်အမိပေးတဲ့ဥစ္စာဒါကျွန်တော်တို့ရဲ့စာနယ်ဇင်းသတင်းသမားကျင့်ဝတ်ထဲမှာလည်းပါတယ်စာရေးဆရာကျင့်ဝတ်တဲ့ပါတယ်တာမန်လူတွေလည်းဒါကျင့်ရတာပဲရာဇသာကြီးဆိုပါတော့မှမောင်ရိပ်ခုမှုတောင်ဖန်ခွင့်ရှိတာဘာလို့လဲဆိုရင်အများပြည်သူကိုအကျိုးမဲ့ထိခိုက်တာကိုကြိုးတင်ကာကွယ်တာ ကျွန်တော်တို့ကအာရမဝါရမလို့ပြောရတယ်ဗုဒ္ဓဘာသာဝင်တွေထိခိုက်ခံရမှာစိုးလို့တိုးတင်ကာွယ်တဲ့အနေနဲ့ပြောပြတာဟုတ်ကဲ့ဒါနဲ့ကျွန်တော်တို့ပြောတဲ့အတိုင်းပဲအာရမဝါရဆိုတာအပြီးဖြစ်သွားပြီဆုံးဖြတ်ချက်ကျသွားပြီဟုတ်ကဲ့အဲ့တော့ဒီဥစ္စာတွေအရောက်ဘက်မှာဆွဲထားတဲ့ဥစ္စာတွေကဥပဒေရဘယ်လိုမှဥပဒေတိုင်းဆိုရင် ပြည့်မှုမမြောက်ဘူးတို့ကသူမတရားသဖြင့်အနိုင်ကျင့်ပြီးတော့ ဒီမုတ်ဒီမုတ်မှာနေမြင်ညာကြည့်ပြီးတော့ချမယ်ဆိုရင်တော့ပြမှုပြတာနေကျွန်တော်တို့လည်းကြာကောင်းကြနိုင်ပါတယ်ဘာပဲပြောပြောကျွန်တော်အနေနဲ့ကတော့ဒီကနေ့ဘုံနာဘာသာဝင်နေအားလုံးတို့ရောသုတိတ္ထကတွေအတွက်ရောကျွန်တော်ကရေချုပ်ပေးသူတရားအနေနဲ့ခံစားမိပါတယ်ရေချုပ်ပေးသူဆိုတာကသူတို့သူတို့တွေမှာပေးကြံနေတဲ့အငြိစိတ်တွေအားလုံးကိုတန်ရှင်းအောင်သင်ကြအောင်လုပ်ပေးလိုက်တာလည်းရောက်ပါတယ်နောက်ပြီးတော့သူတို့ရဲ့အမားတွေနဲ့ချုပ်ထွေးပူပန်နေတဲ့စိတ်နှလုံးတွေကို ရေရဲ့တက်ပြီလို့ပဲအေးငိမ့်သွားအောင်ဆောင်ရွက်ပေးတာလည်းရောက်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကသူတို့ကိုဒီကနေ့ဝင်းနီးတော့အရာလောက်တော့လောက်နေတဲ့အရာတရားဝင်နီလန်အားဖြင့်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဗုဒ္ဓဘာသာဝင်ရဲ့အကျိုးကို တန့်စင်နဲ့ရေနဲ့ချိုးပြီးသူတရားအဖြစ်ကိုကိုကိုခံယူရင်းနဲ့ဘာပဲဖြစ်ဖြစ်ကျင့်တတ်ပါလေလို့ဒါလေးပြောချင်ပါတယ်ဟုတ်ဆရာဆရာကဒီအရမကိစ္စတွေမှာအတွေ့အကြုံရှိခဲ့တော့အခုလိုဆရာရဲ့ဝင်းနေဆရာဆရာတော်ကြီးများရဲ့ဆုံးဖြတ်ချက်ပေါ်မှာဟိုးရခင်ကလည်းဒီဝါရတခုပေါ့နော်မိုးပြကိုင်းဆိုတဲ့ကိစ္စမျိုးကဆက်ပြီးတော့သူတို့ရဲ့ဟောပြောမှုတွေကိုလောက်တာမျိုးရှိတယ်ပေါ့အဲအလားတူပြဿနာမျိုးတွေဖြစ်လာနိုင်တဲ့အရေးအခြေမျိုးကိုကြာအတွေ့အကြုံရမြင်ရလားပေါ့ အဲ့ကိစ္စတွေရကတော့ကျွန်တော်တို့ကကြိုတင်ပြီးပြောလို့မရဘူးဗျအဲ့ဒါကဥပဒေရဲ့အတိတ်အနက်ကအရေးကြီးတယ်တာဝန်ရှိသူတွေဘက်ကတောင်းတယ်ပေါ်ဆောင်ရသူတွေရဲ့အနေအထားကလည်းအရေးကြီးတယ်ဗျဟုတ်ကဲ့မိုးပြတိုင်းဆိုရင်ဘုဟောပြောရတာခင်ဗျားတို့တွေ့မယ်လိုင်းပေါ်မှာရှိတယ်အပြင်ကစာအုပ်ဈေးကွက်တို့ဘာတို့မှမရှိဘူးဟုတ်ကဲ့အဲ့တော့နိုင်ပေါ်ရှိတဲ့ဥစ္စာကိုရေးယူကြတော့ ပြန်ရရေးဝင်ကြီးဌာနနဲ့မလုံလောက်ဖို့သက်သွေးရေးဝင်ကြီးဌာနပါပါတယ်ပြည်ရေးဝင်ကြီးဌာနပါပါတယ်သာသနာရေးဝင်ကြီးဌာနပါပါတယ်ဝင်ကြီးဌာန၄မျိုးလို့ပေါင်းမှာဒီဥစ္စာကိုအရေးယူဖို့အကောင့်တက်ဖို့နိုင်တာဟုတ်ကဲ့အဲ့လိုကဲကဲဖြစ်တော့ကြတော့ရှားရည်ကနေဘယ်သူမှဘယ်သူမှဘာမှမလုပ်တဲ့အခါလွတ်တော်ထွက်သွားတာပေါ့ဗျာဟုတ်ကဲ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်တကယ်လို့သူတို့ဇာဟုတ်တွေထုတ်နေမယ်ဇာဟုတ်တွေကိုပုံနှိပ်နေမယ်ဒီခွက်တင်ရောင်းချနေမယ်အဲ့ဒါဆိုရင်လည်းချက်ချင်းရေးယူနေမယ်ဟုတ်ကဲ့ လူလိုလည်းပဲခုလိုင်းပေါ်မှာအဲ့လိုမျိုးတွေလောက်တာမျိုးရှိကောင်းရှိနိုင်ပါတယ်။အဲ့ဒါကတော့ခုနကဝင်ကြီးဌာနတွေပူးပေါင်းမှာအကောင့်တွေပေါ်အောင်ဆောင်ရွက်နိုင်တဲ့ကိစ္စဖြစ်လို့ဒီလိုအနေအထားမျိုးကနေတို့ပြည့်မှုပြည့်တာမရောက်ခဲနဲ့လွတ်ပြီးတော့လောက်ကင်ဆောင်ရွက်ခွင့်ရနေတာမျိုးတွေရှိကောင်းလည်းရှိနိုင်ပါတယ်တို့ဘာသာတို့ပြည်ကြလိန်မာသွားပြီးတော့အရမမှန်ပြီးလို့ဆွံ့လို့သွားရင်လည်းဒါကောင်းပါတယ် အာဓမကတော့အမေရောက်ကြောင်းဖြစ်ပါတယ်ဓမ္မကတော့နိဗ္ဗာန်ရောက်ကြောင်းဖြစ်ပါတယ်အဲ့ဒါလေးကိုခွဲခြားသိဖို့လိုပါတယ်ရှင်မဒီနေ့ဟိုဓမ္မအာဓမဆုံးဖြတ်တဲ့အနေအထားပေါ်မှာရှင်မဩဝါဒလေးမိတ်ပါဦးဗျဓမ္မအာဓမနဲ့ဆုံးဖြတ်တဲ့နေရာမှာသူများဘာပြောချင်တာလဲဆိုတော့ဒီညိုရီဒီလိုမှုရင်မဖြစ်အောင်မြို့နယ်သံဃာနိုင်စသည်ခါနေပြီးတော့တောရကလုတ်ပြီးအောင်သက်ဆိုင်ရာမြို့ မြန်မာနိုင်ငံမှာရှိတဲ့ရုံးနယ်သံဃာနိုင်ရကလီတန်းသံဃာနိုင်ရကလီကနေပြီးတော့အတ္တမတွေဟောကြားနေတယ်။သူရဲ့သူကနေကျေသူပြုလုပ်ပြီးတော့ဒါတွေကိုတိုက်ခင်ရမယ်ဗုဒ္ဓဝါဒထွန်ကာကြီးအဲ့ဒါဗုဒ္ဓဘာသာသူတော်ကောင်းကြီးကဆရာသမားတွေအောင်မှားလိုက်ဆန်နေတယ်။ငါ့ right ကလေးအလုံးအပေရောက်ပုံနိုင်တယ်စကြောင်မလို့ ဆက်ဆိုင်ရာမြို့နယ်ဆိုင်ဒီဇာမြို့နယ်ဗလန်ကနိုင်ရာဆိုင်ဗလန်ကနိုင်ရာအဲဒီလိုကနေဒီအတေလူပြည်ကြီးကမြို့ရဲ့အမှုဖွဲ့လိုက်မယ်ဆိုရင်ဒီကဲသူမဖြစ်ဘူးအဲဒီဒီခုကကတော်တော်လေးသူဝါတယ်လို့ပြောရမလားအဝိဇ္ဇာနဲ့တဏှာတောင်ပဲကျေဘူးမကောက်တတ်ဘူးဝိဇ္ဇာဆိုတာကမောဟ တဏှာဆိုတာကလောဘအဲဒီတော့မသိတဲ့တောပြက်ဒီဟိုအဲဒီနေရာပြေးထားပြီးခြင်းကြောင့်အားလုံးသောပုဂ္ဂိုလ်တွေသူတို့အမိမိရဲ့ပုဂ္ဂိုလ်တွေကအမှားကိုအမှန်ခင်းပြီးတော့အားလုံးသောပုဂ္ဂိုလ်တွေအပေရောက်ကုန်နိုင်တယ်ဘာနေပါလမ်းပြတာမဟုတ်သေးနဲ့အပေလမ်းပြတဲ့ပုဂ္ဂိုလ်လို့ဖြစ်နေရဲ့ ဒါကြောင့်ဖုံဖုံမွေးကြောင်ဆရာတော်အနေနဲ့တော့အဲ့ဒီလိုဖိုးတော်ပြီးသွားနေရာယူသွားတာကမြေမေသံဃာနိုင်ကတိုင်းသံဃာနိုင်ကပြည်မြေသံဃာနိုင်ကအဖတ်ကြီးတဲ့သံဃာနိုင်ကဖက်ကြီးပုံကိုသူကသူမဖြစ်ရလေအောင်သံဃာကယူပြီးတော့တရားမျိုးအဓမ္မဝါဒမထွန်းကားရေးအတွက် သက်ဆိုင်ရာသံဃာနိုင်ငံကနေပြီးတော့မဟုတ်ဥပဒနာသဏ္ဍာန်ချင်းလားသဏ္ဍာန်ချင်းကဘယ်လိုပြီးတာလဲအလူပညာကြီးချင်းနဲ့ပြီးတာလဲသာဓမ္မရမကိုအဲ့ဒီလိုမြို့နယ်သံဃာနိုင်ငံကတန်းသံဃာနိုင်ငံကဒီနယ်သံဃာနိုင်ငံကနေကနေပြီးတော့ဘုန်းကြီးလို့ပြောရင်တော့ဖောရတာပေါ့လူလူပြောရင်တော့တေလူပြည့်စုံပြီးတော့အာရမ ဝါရမဆုံးကားကြီးအတွက်ဘာလုပ်ပြန်တော့အဲဒီကိုစိတ်ပင်တာစီစံကြောင်းဘုရားကြောင့်ဆရာတော်ဥပမာခါကတော့ဒီကဲ့သို့ပဲပြပြပါမယ်သမဗျာသုရောဗျာဒီအမှုကိုအကြောင်းပြုပြီးတော့ဒီဥအောင်မြန်ဆရာဥအောင်မြန်ဆရာဥအောင်အောင်တော်တို့ကိုဟိုရပ်ဘက်မှာလည်းတရားဆွဲထားတာရှိတယ်ပေါ့နော်အခုဒီဥတုရိယရဲ့ဟောပြောချက်တွေပေါ်မှာအာရမအဖြစ်ဆုံးဖြတ်လိုက်ပြီဆိုတော့ တရားရပ်ဘက်မှာတရားဆွဲဆိုမှုကိုလက်ခံထားတဲ့သူတွေကိုရောအရှင်ပြားနေနဲ့ပြောကြားနေတာမိန်ကြားနေတာများရှိရင်ဖြည့်ဆွဲမိန်ကြားပေးပါခင်ဗျာ။ဘုံမင်းကြီးဒီဇာကအရင်မဥသူရိယာရေအရမဝါရကသက်ဆိုင်ရာဒီမှာသက်ဆိုင်ရာပူဇော်ကဝင်ကြီးတွေဘုံချုပ်ပြီးဘုံပူးတွေသူတို့နဲ့ပန်းဘတ်သက်တဲ့သူတို့နဲ့အမျိုးသမီးတွေမှာအဲ့ဒီလူဖျားတော်ကြီးက သတ္တဗံပေးလိုက်မြေသူကသတ္တဗံဖြင့်ဘသူကအနာဂံဖြင့်ဘသူကယန္တာဖြင့်အစရှိတရားဖြင့်အဲ့ဒီသူသတ္တဗံသက္ကရာကံအနာဂံယန္တာအစစ်နဲ့ပြီးနေခြင်းကြောင့်သက်ဆိုင်ရာလူကြီးတွေကလည်းပဲဒီအတ္တမဝါဒကိုသူတို့ကိုယ်တိုင်အတ္တမဝါဒမှန်းနဲ့မသိတဲ့အခါကျတော့သူတို့ကဥစုကြီးကအရိယာမှန်တိုင်းတွဲရအောင် အကျိစားဆရာတော်ကိုအရှင်ကြီးကြီးကအခုဆိုရင်ယခုကဲသို့အမှုကြီးထွားလာတယ်သူ့အောင်ငယ်ကိုသူကထောင်ကြအောင်တော်လုပ်နေကြတယ်ဒါပေမဲ့ဥရောင်ငယ်ဘက်ကတော့ဓမ္မပါဘုဘကတော့အဓမ္မပါဒီကဆရာမိုင်းရတော့အပေရောက်ပါဦးတော့ဘုန်းကြီးကဗုဒ္ဓဘာသာတရားအမိနဲ့ဆွေးနွေးမိပါတယ်။အမှန်